ဟုတ်ပြီလားပါဒီ base ကနေပြန်နေကြိုးစားပါတယ်။ထောင်းတဲ့နာမည်ကျွန်တော်တို့ Monday ရောက်ပြီဆိုတော့ Monday analysis video လေးလုပ်ဖို့အချိန်တည်းပဲပေါ့နော်။ဆိုတော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဒါပြောစရာလေးတွေတော်တော်များများရှိခဲ့တဲ့ week လို့ပြောလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့စပြီးတော့ကြည့်အောင်။ VTC dominance တို့ဒီ total တို့ total 3တို့ကျွန်တော်ဒီရပိုင်း ဒီလပိုင်းတွေမှာဒီဒီပြီးခဲ့တဲ့နှစ်ပတ်လောက်မှာတင်တဲ့ analysis တွေမှာတိတ်ပြီးတော့မပြောခဲ့ဘူးပေါ့နော်။ဘာလို့မပြောခဲ့လဲဆိုလို့ရှိရင်လောလောဆယ်မှာအရေးကြီးနေတယ်အရေးကြီးနေတယ်ကျွန်တော်တို့ရဲ့ဒီအာကုဒလောကကြီးဈေးကြတဲ့ကိစ္စပေါ့နော်ကြတဲ့ကိစ္စမှာရေကြီးနေရတဲ့ကြောင့်မလို့အဲ့ဒါကိုပဲဦးစားပေးပြီးပြောပြတာပေါ့နော်ဆိုတော့ total တဲ့ဒီ BTC dominance ပါညာကိုလည်းအခုနေကြည့်မယ်ဆိုလို့ရှိရင်လည်းတိတ်ထူးစရာမပြောင်းလဲတာကိုတွေ့ရပါလိမ့်မယ်အဓိကတော့ BTC dominance က60%အောက်မှာပဲရှိနေသေးတယ်ပေါ့နော် total ကလည်း အဲကျွန်တော်တို့ဒီအရင်ကြီးဟိုပြောလို့ရှိရင် crypto market ရဲ့ပတ်စံအပြင်ကိုစီးထွက်တာများနေတယ်ပေါ့နော်အဲ့တော့ဟိုတက်မလာဘူးအဲ့တော့တိတ်သူရှားပြောကြတာမရှိဘူးတူတူ3ကလည်းဒါကျွန်တော်တို့ oxygen ဆိုတော့မဖြစ်နိုင်သေးဘူးတော့ကျွန်တော်ဒါလောက်ဖြစ်နေတဲ့အချိန်မှာဆိုရင်နိဆို1 trillion အောက်ကတော့အဝေးကြတာပြီဆိုတဲ့အတွက်ကြောင့်မလို့ oxygen မဖြစ်နိုင်တော့ဘူးဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်မပြောတာလေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အာဒီ top 4ပေါ့နော် top 4ကိုပဲအဓိကကျွန်တော်တို့ကြည့်ပြီးတော့ပဲ ဒီဒီခေါက်လည်းတွားကြမှာပေါ့နော်โอเคအဲ့တော့ Dolphin မှာအဓိကတော့ Bitcoin ပေါ့ Bitcoin ရဲ့နောက်ကိုအားလုံးလိုက်တာဖြစ်တဲ့ကြောင့် Bitcoin ကိုလောလောဆယ်အရင်ဆုံးအလေးထားပြီးတော့ကြည့်ဖို့တင်တယ် Market Direction အနေနဲ့ပေါ့လေဆိုတော့ Bitcoin ကကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်ဒါအာဟိုပေါ့ Mandy ကနေပြီးတော့ကျွန်တော်တို့ analysis လုပ်ပေးခဲ့ပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့တားထားခဲ့တဲ့8800ဈေးနှုန်းကိုပါထပ်ပြီးတော့ one stroke ဖောက်သွားခဲ့တာကိုတွေ့ရတယ်ဒါဘယ်နည်းရလဲဆိုလို့ရှိရင် အဲဟိုပါပေါ့နိုဝင်ဘာ20ရက်နေ့ကျွန်တော်ကြာတာ rainy ကဖောက်သွားတယ်။တောက်ကြနေပါဟိုးအောက်ထိနှိုက်ပြီးတော့၈00အထိကိုဆင်းပြီးတော့ထိခဲ့တာကိုတွေ့ရပြီးတော့မှ၈00အထိ rejection နဲ့ပြန်တက်ထားတာကိုတွေ့ရတယ်ဗောနော်ဒါ bitcoin ရဲ့အခြေအနေ။အဲ့တော့ကျွန်တော်တို့ဆွဲထားခဲ့တဲ့ဒီ fibonacci retracement အရာဆိုလို့ရှိရင်ဒါကျွန်တော်တို့0.786 level ကို ထောက်ပြီးတော့ဗောနော် အပေါ်ကို အာပြန်တက်ဖို့တဲ့အားယူတဲ့အခြေအနေမှာရှိတယ်။ကျွန်တော်တို့ရဲ့0.718 level ကမတားခဲ့နိုင်ဘူး။0.718ရဲ့အောက်မှာရှိနေ7000 level ကလည်းမတားခဲ့နိုင်အောင်။တခါသူ့အောက်မှာတစ်ဆင့်ရှိတဲ့ fair value gap တွေရောဒီ7800 level ရောက်အောင်နေရောမတားခဲ့နိုင်ဘူးပေါ့နော်။ဆိုတော့အာ selling pressure အရင်များပြီးတော့ EDF တွေလည်းထွက်တယ်။ဟိုအပြင်ငွေတွေထွက်တာများတယ်။အဲသူ့ရဲ့ဒီ selling pressure တွေကတော်တော်များတဲ့အကြောင်းမို့လို့ဒါ အဲပြောရင် snowball effect ပေါ့ကျွန်တော်ကြိုတွေးထားခဲ့တဲ့ snowball effect ကစပြီးဖြစ်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်။နောက်ကျွန်တော်အလဲမှာကြားမှာဒါဗီဒီယိုတစ်ပုဒ်တင်နိုင်ခဲ့တာရှိတယ်။အာ Bitcoin having ရဲ့ဒီ profit ယူတဲ့ကာလကုန်သွားပြီတဲ့ကြောင့်မလို့ဝတ်ချိန်မှာစပြီးတော့ပြန်ကြမယ်ဇလန်းပေါ့နော်။အဲ့တော့2026ဒီအဲလူတွေမျှော်လင့်ထားသလိုအပေါ်အရင်တက်ပါမလားကျွန်တော်မထင်ဘူး။ကျွန်တော်ထင်တာကတော့2026ဒီအရင်အရင်တော့ဒီပတ်တန်အရာဆိုလို့ရှိရင် ဟိုဘဲမကက်ပါနော်အောက်မှာအကူမလိတ်လောက်ရမယ်အဲအချိန်လို့ကျွန်တော်ထင်တယ်2026ကိုလေနော်ဆိုတော့ပြောတဲ့ Bitcoin အခုဒီနေ့အချိန်နေရဆိုလို့ရှိရင်ဒီမှာ Doji လိုမျိုး candle လေးဘယ်ဟိုသွားမှမသိတဲ့ indecision candle indecision candle ဥမာ Doji ကသူကအပေါ်အောက်အာနည်းနည်းရှည်တဲ့ Doji ပေါ့နော်နည်းနည်းအလှုပ်ခက်များတဲ့ Doji လေးတွေ့ရတယ် Okay အဲ့တော့ကျွန်တော်တို့အဲဒီပြီးခဲ့တဲ့တပတ်အတွင်း price action ကိုပဲကြည့်မယ်ဆိုလို့ရှိရင် price ဒီ၈000နဲ့မ ကျွန်တော်တို့ဒါ4000เนาะ8400ပေါ့8400 level လောက်ကနေပြီးတော့အာ local အနေနဲ့တစ်ချက်နှစ်ချက်ပြီးရင်သုံးချက်ပြန်ထောက်တထားတာကိုတွေ့ရတယ်အခု8800 level အထိကိုပြန်ပြီးတော့มาတက်လာနိုင်ခဲ့ပြီးတော့8800 level မှာအဲကျွန်တော်အပေါ်ကနေတားထားတဲ့ဒီအာအရင်တော့ support ကအခု resistant ဖြစ်သွားပြီပေါ့နော်ဆိုတော့8800ကိုအာထိပြီးတော့ပြန်ပြီးဒီမှာဒီနေ့ indentation ပြနေတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော် cam ဆိုးခဲ့မယ်အကယ်၍အောက်ကိုဆက်ပြီးတော့ဆင်းမယ်။ဘာလို့လဲ။အကုန်လုံးက market structure အရာဆိုလို့ရှိရင် down trend ဖြစ်နေပြီဆိုတော့အောက်ကိုဆက်ပြီးဆင်းတော့ဆင်းရင်တော့မယ်ဆိုလို့ရှိရင်တော့ဒါဒီအဲ above resistance ကြောင့်ဘောနော resistance ကိုလာဆောက်ပြီးတဲ့အချိန်မှာအောက်ကိုပြန်လာနောက်တစ်ချက်ဘောနော်တရက်သုံးမဟုတ်နောက်ထပ်3-5ရက်လည်းဖြစ်နိုင်တယ်ပြောလို့မရဘူး။အဲ့မှာ candle လေးတွေဒါမှမဟုတ် candle အကြီးနေပဲဖြစ်ဖြစ်လာပြီးတော့ဒီ8000နဲ့မှ4500 level ကို လာပြီးတော့ retest တစ်ခေါက်လာလို့မဲ့ပုံစံမျိုးရှိပါတယ်။အကယ်၍အဲ့ retest မှာဒီ7500ကမတားနိုင်ခဲ့ဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ပြုတ်ကျနိုင်ရည်ရှိတယ်။ဘယ်ထိကျနိုင်ရည်ရှိလဲကျွန်တော်ရှေ့မှာဆွဲထားခဲ့တဲ့ဒီနေရာเนาะ7000 8400 9400 9400ဒီကျွန်တော်တို့ရဲ့နောက်ဆုံးခံတက်ဖြစ်တယ်เนาะဘာလို့လဲဘာလို့နောက်ဆုံးခံတက်လို့ကျွန်တော်ပြောရလဲဆိုလို့ရှိရင်ဒီ level ဒီ ျွန်တော်တို့အရှိတုံးကတသိန်းကိုထိပြီးတဲ့ချိန်နော်ကျွန်တော်တို့ crypto တမိုင်းမှာဘိုင်းဒီ bitcoin တမိုင်းမှာခွနသိန်းကိုထိပြီးတဲ့ချိန်ပြန်ကျခဲ့တဲ့ double top လို့ဖြစ်ပြီးပြန်ကျခဲ့တဲ့နောက်ဆုံးအခံတက်ဖြစ်တဲ့9400နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါကို9400ကိုကျွန်တော်ဒီမှာမြင်းချောင်းတောက်ကိုတားထားမှရပဲနော်9400အတိအကျမို့လို့9400ပတ်ချလဲအဲ့တော့ဒီကောင်ကဒီမှာ 9300ဆို9400ရှိတယ်အဲ့တော့9400စုံဒဲကိုပြန်ရောက်လာနိုင်ကြီးရှိသွားလိမ့်မယ်โอเค9400စုံအဲ့တော့ပုံမှန်လေးလေးပြောရမယ်ဆိုလို့ရှင် Bitcoin ဒီကျွန်တော်တို့ investment တွေကိုအပေါ်ကိုဆက်တက်ပြီးတော့မှအာကျွန်တော်တို့ investment ကိုအဲပြောရမယ်ဆိုလို့ရှင်ဆက်ပြီးတော့ရေရှည်ကင်ထားခြင်းတယ်ဆိုလို့ရှင်ဒီ9400 900နဲ့9400ကြား level ဒီဆုံးလုံးဝမကျော်မှဖြစ်နေမယ်โอเคဒီဆုံးဒီနောက်ဆုံးခံတက်ဖြစ်တယ်ဒီဆုံးသာကြော်ခဲ့လို့ရှိရင်တော့ကျွန်တော်တို့ crypto winter um bitcoin winter ပေါ့နော် bitcoin winter လို့ပဲပြောရမှာပေါ့ bitcoin winter တွေကိုရောက်သွားနိုင်ကြီးရှိလာတယ်ဒီအောက်မှာဒီမှာအရင်ကျွန်တော်တို့ဒီပြင်းထန်တဲ့ဒီ price action ရှိခဲ့တဲ့နေရာရှိတယ်9000နဲ့ကျွန်တော်တို့ ဒီအခုကျွန်တော်တတ်ထားတဲ့8450ကြာနော်အဲ့ဒီကြာမှာဖြစ်ခဲ့တဲ့ price action တဲကိုပြန်ရောက်သွားနိုင်ကြီးရှိတယ်ဒီကောင်ကိုကြော်ခဲ့ရင်နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ဒီလုံးဝနောက်ဆုံးခံနေဖြစ်ဖို့များတယ်အဲ့တော့ကျွန်တော်အခုအနေနဲ့ဆိုလို့ရှိရင်ဒါပုံဝင်လင်းနဲ့အဲတဲ့ပြောမှဆိုလို့ရှိရင် Bitcoin ကအခုချိန်မှာစောက်ထိုးကျလာတာဒီလုံးဝဒီမှာဆိုလို့ရှိရင် switchery break တာအများကြီးဖြစ်နေပြီဒီမှာတစ်ခေါက် break တယ်တွေ့လားအဲကျွန်တော်တို့ဒီ အာ price action မှာဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းပြောနေကြเนาะ break ဖြစ်တယ် break ဖြစ်တယ်အာ kind of change ဖြစ်တယ် break ဖြစ်တယ်အမြဲတမ်းပြောနေမှာ break ပေါင်းများစွာတယ်မှာဒီလဲမှာကျွန်တော်တို့ဒါ local break တွေပါကြည့်မယ်ဆိုအများကြီးပဲအသေးလေးတွေရောเนาะဆိုတော့အဲ့လိုမျိုး break break ဖြစ်ခဲ့ပြီးတော့မှာအောက်ကိုတောက်လျှောက် down trend အနေနဲ့ဆင်းနေတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့မကြည့်လိုက် down trend ရှိတယ်လားနော် bitcoin down trend ဆွဲလို့ဆွဲလို့ရတယ်ကြွအဲ့တော့အဲ့လိုဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကဒီကောင်ဒီ ဒီနေရာဒီ8000 8000ဒီမတားနိုင်တော့ဘူးဒီပြန်ပြီးတော့မတို့ဖောက်ပြီးမကျော်နိုင်တော့ဘူးဆိုလို့ရှင်အောက်ကိုဆက်ဆင်းမယ်ဒီမှာခုနက8000 4500 level ကနေပြီးတော့ local zone လေးရှိထားတာရှိတယ်အဲ့ local zone အရှိမကြည့်မယ်ဆိုရင်ဒီမှာတစ်ချောင်းတစ်ချက်နှစ်ချက်နော်၃ချက်၄ချက်လောက်ကျွန်တော်တို့ဒါအလုပ်လုပ်ထားခဲ့တဲ့နေရာဖြစ်တယ်ဒီဘက်က fair play လူကန်ကျင်လဲကင်နေတယ်အဲ့တော့ဒီ local zone ဒီတားနိုင်ကြီးရှိတယ်အဲ့ဒါမှမတားနိုင်ဘူးဆိုလို့ရှိရင်ဒီကောင်းကို one stroke ဘာလို့ပြန်ဆင်းလာဖို့ရှိလိမ့်မယ ဆင်းလာတဲ့အချိန်မှာ rejection ပြပြီးပြန်တက်တာမတက်တာကိုကျွန်တော်ကြည့်ရ rejection မပြဘဲနဲ့ one stroke ဖောက်သွားလို့ကတော့ဒီ8400 500ကိုတိုးပြီးပဲ okay အနည်းဆုံးအနည်းဆုံးတော့ဖိလာလို့ဆိုတော့ဒီနားလောက်အထိကိုတိုးပြီး8800 8600လောက်ဒီတိုးအောင်အဲ့တော့ဒီဟာဒီတားနေမတားနေကျွန်တော်တို့ဒါရှစ်တစ်ပတ်ထဲမှာကြည့်ရမယ့်ကိစ္စဖြစ်သွားပြီ okay ဒီရှစ်တစ်ပတ်ဆိုတော့ဒီတစ်ပတ်ပေါ့နော် okay အဲ့တော့ဒီမှာဒါ one stroke break ခဲ့လို့ရှိရင်မင်းဆိုတော့ကျွန်တော်ဘာပြောမနေね future အနေနဲ့တွားပြီးတော့မှာ ီ8400အထိကိုရှော့လေးရတယ် stop loss ကိုဒီ8000 8400အပေါ်မှာထားပြီးတော့เนาะဆိုတော့ဒါကကျွန်တော် trade idea တစ်ခုပေါ့โอเคဟုတ်ပြီအဲ့တော့ bitcoin ဒါအဲ့လိုဖြစ်ခဲ့ရင်ကျန်တဲ့ကောင်မှဖြစ်မလဲ ethereum ကြာမှာပဲအခုသူ0.786ကနေပြီးတော့ဒါ rejection ကောင်းကောင်းပြထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အဲ2000 sorry 2980 ဇေဒန်ဒီဒီမှာအရှိမအချက်ဒီအများကြီးထိခဲ့တာကိုတွေ့ရလေပဲ2000ဟို2900မှာเนาะအဲ့တော့2980 2900နားတဝိုက်ပေါ့နော်ဆိုရင်နားမှာကျွန်တော်တို့အခုလောလောဆယ်ဒါ price ကဒီနားမှာပေါ့နော်2950လို့ကျွန်တော်မှတ်လိုက်ပဲဟုတ်လဲဆိုတော့မှတ်ရလွယ်ပေါ့80လို့ပါလို့ကျွန်တော်မှတ်ရခဲ့တယ်เนาะ2950ကို तू က rejection လုပ်ပြီးတော့ reject လုပ်ပြီးတော့ဒီအပေါ်ကိုပြန်ပြီးတော့တက်သွားတယ်ဒါပေမဲ့ မသေးကြဘူးပေါ့နော်ဆိုတော့ကျွန်တော်ဘယ်နာမှာဝယ်လိုက်လဲဆိုတော့ကျွန်တော်ဒီ2900 level လောက်မှာကျွန်တော် Ethereum ရေနည်းနည်းဝယ်ထားတယ်ကျွန်တော်ရဲ့ဒီ back ကအာကျွန်တော်လိုချင်တဲ့ Bitcoin ရေအတွက်ကဒီဒီတစ်ခေါက်အကြမှာကျွန်တော်ပြည့်သွားပြီကျွန်တော်တသိန်းအောက်မှာဘယ်လောက်ဝယ်မယ်ဆိုကျွန်တော်သတ်မှတ်ထားတာရှိတယ်ဆိုတော့အဲ့ဒီခါပြည့်သွားပြီအဲ့ဒါဆိုကျွန်တော် Bitcoin ကြီးဝယ်တာခဏနာပြီကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ဒီတခြားဟိုအားတွေကိုအာတခြား fan တွေကို Ethereum ထဲကို အီတာလီယန်နဲ့ဒီဘီယန်ဘီနဲ့ဆိုလာနာတုံးမှုမျှထဲပဲပေါ့။ဒါပေမဲ့အီတာလီယန်ကိုပို့ပြီးတော့ထည့်ဖို့ကျွန်တော်စဉ်းစားတယ်။ဘာလို့လဲဆိုတော့အီတာလီယန်ဒီအဲ safe ပို့ဖြစ်တယ်ဒီတုံးကောင်လေးမှာလေနော်။ဆိုတော့အီတာလီယန်ကိုအဲထည့်ဖို့စဉ်းစားတဲ့အချိန်မှာကျွန်တော်ဒီနားမှာကျွန်တော်ဝယ်ထားလိုက်တာရှိတယ်။ Okay ။အဲ့တော့ကျွန်တော်တဲ့ rejection ပြောလို့နည်းနည်းဝယ်တာအများကြီးမဟုတ်နည်းနည်းပဲကျွန်တော်ဝယ်တာ percentage နည်းနည်းလေးပဲဝယ်ထားတာ။ဒါပေမဲ့ခုနလို big white ဆက်စင်းငိုင်းဒီကောင်မှာလိုက်လာလိမ့်မယ်။လိုက်လာလို့ကျွန်တော်တို့ကဘယ်အထိရောက်သွားနိုင်လဲဆိုတော့နှစ်နေရာဖြစ်သွားမယ်။ 2950ရေဒီကြောက်မှာရှိတယ်2250ပေါ့နော်2250ဒီဖြစ်နေ2250 50လို့ကျွန်တော်မှတ်လိုက်2950နဲ့2250 level ဒီကျွန်တော်တို့အတွက်အာအဓိက Ethereum ကို play လို့ရမယ် level ဖြစ်သွားမယ် Bitcoin ကြာခဲ့ရင်ဒီကောင်ဒီလိုဖောက်ဆင်းနေမယ်ဆင်းခဲ့တဲ့အခါကျတော့ကျွန်တော်တို့က Bitcoin တော့ one stroke ဖောက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့လည်း short ကိုစူးစမ်းရမယ် ော်ဒီမှာကျွန်တော်တို့ရှော့ဖို့ကြိုးစားမယ်ရှော့ကြိုးစားရတဲ့အချိန်မှာဘယ်အထိရှော့မလဲဆိုတော့2250အထိကျွန်တော်တို့ရှော့ဖို့စဉ်းစားโอเคဒါကအီတာရီယန်ပုံစံအဲ့တော့ဒီနေရာဘစ်ကွိုင်လဲဟိုမှာဘောင်းစ်ပဲဒီကောင်လဲဒီမှာပြန်ဘောင်းနိုင်ကြီးရှိသွားပြီဒီကောင်ဖောက်ခဲ့လို့ရှိရင်ပေါ့လေနော်ဟုတ်ပြီအဲ့တော့နောက်တစ်ခု BNB BNB ကတော့အခုနောက်ပိုင်းကျွန်တော်ဝယ်ရတော့ဝယ်ဒါမဲ့ကျွန်တော် DCA ပဲလုပ်ဖြစ်တယ်เนาะ BCA ပဲလုပ်ဖြစ်တယ် BNB ဘာလို့ BNB ကို DCA ပဲလုပ်ဖြစ်လဲဆိုလို့ရှိရင်အ BME လက်ထဲမှာနည်းနည်းပို့ထားခြင်းလို့ပေါ့နော်။ဘာလို့ဆိုတော့ဟိုဟာအာဒီခုနောက်ပိုင်းသူတို့ airdrop တွေပါနေပေးတဲ့ဟာလေးတွေလည်းနည်းနည်းကောင်းတော့လေ။အများများရအောင်လို့နော်။ဆိုတော့အဲ့ဒါလေးထားခြင်းတော့ကျွန်တော် BME ကို DC တော့ဝယ်ပြနေတယ်ပေါ့နော်။ဒါပေမဲ့ Samsung ပေါ့ဘယ်နာမှဝယ်မယ်ဆိုပြီးတော့ဝယ်ဖို့မစဉ်းစားထားဘူး။အကယ်၍ BME ကိုဝယ်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီရောက်မှရှိတဲ့ဒီအာ train line ရှိတယ် train line ကအဓိကဒီမှာနှစ်မျိုးဆွဲလို့ရနေတယ်အဲ့ဒါကိုတစ်ချက်တည်ထားပါဒီကောင်လေးပဲဖက်ဆွဲမယ်ဆိုဒီလိုဖြစ်သွားမယ် အဲ့လိုမျိုးပဲねဒီအပေါ်ပါတက်ဆွဲမယ်ဆိုလို့ရှိရင်ဒီလိုတွေဖြစ်ကုန်မယ်เนาะအဲ့တော့ဒီလိုဖြစ်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ဒီအောက်ကိုကျွန်တော်တို့က short ရွှေ short ပြီးတော့ဆွဲရမယ်ဟုတ်ပြီเนาะအဲ့ဆိုအောက်ဖက်ကဒီအောက်ကအကြောင်းလွတ်သွားလိမ့်မယ်เนาะဒီလိုဖြစ်သွားမယ် okay အဲ့တော့တိုက်တယ်လို့ဆွဲပါ train line ကလည်းပြောလို့ပြောလို့ပြောလို့ပြောမှာကျွန်တော်က train line တိုက်မထွက်ဘူးဘာလို့လဲတိုက်ပြီးတော့အဲ့လိုမျိုးစိတ်ကူးနေတိုက်တယ်လို့ဆွဲလို့ရတဲ့ဟာဖြစ်နေလို့เนาะဆိုတော့ အာအကယ်၍ဘောနော်ဒီထွန်းလိုင်းဒီလိုဆွဲထားမိတယ်786နေရာကိုလာပြီးတော့ထောက်တယ်960လောက်မှာလာထောက်တယ်960ဒီဒီဘက်ကကောင်းနေလဲတော့ align ဖြစ်တယ်ဖြစ်ရကြအောင်ကျွန်တော်တို့ဒီမှာတတန်းဆွဲထားလိုက်ပြီเนาะ900မှာအာ80ပေါ့900က80လို့ကျွန်တော်တို့အကျဉ်းပြမှတ်ထားလိုက်โอเค900က80ဟုတ်ကတော့900အဖြစ်ကုန်ပြီ trading new လေးဝယ်ထားရင်ဝယ်ရသေးဝယ်ထားတော့အခုလောစေဟိုပါဖြစ်နေတယ်ကျွန်တော်တို့ကလည်း အဲ Black Friday လာနေနော်โอเคအော်980မှာကျွန်တော်တို့တချောင်းဆွဲထားမှာဆိုလို့ရှိရင်ဒီနေရာကိုလာထိတဲ့အချိန်မှာကျွန်တော်တို့ကအဝယ်ကြည့်လို့ရတယ်နော်ဒါ BNB ရဲ့အဝယ်ကိုစဉ်းစားမှာဆိုလို့ရှိရင် BNB ကတော့အရင်ဟာလုံးနေဒီရောက်ကနေဒီတိဆွဲဆိုဟိုးဒီဖြစ်တဲ့ပြဿနာကိုကျွန်တော်က0.78 CT တောင်မရောက်တော့မရောက်နိုင်သေးဘူးဖြစ်နေတာ နော်ဒါပေမဲ့အခုကဝင်လို့ကောင်းတဲ့ကာလအချိန်ဖြစ်နေပါတယ်ဘာလို့လဲဆို0.5ရဲ့အောက်ကိုရောက်နေပြီဖြစ်တဲ့ကြောင့်လို့လေဒါ0.718အောက်တော့ရောက်နေဆိုတော့ PMB ကို DCA ဝယ်စုရင်စုလို့ကောင်းတဲ့ကာလဖြစ်နေတယ် DCA ဝယ်မယ်ဆိုလို့ရှိရင်ပေါ့နော် lambda ဝယ်မယ်ဆိုလို့ရှိရင်နော်ဒီနားလောက်ကြာမှပြန်ဝယ်တာတော့ပိုကောင်းလိမ့်မယ်နော်ကြာကြနိုင်နေနေရှိနေသေးတာ Solana ကတော့အဲကျွန်တော်ဒီနောက်ပိုင်း Solana တိတ်မဝယ်ဖြစ်ဘူးအာသူသဖြင့် Ethereum နဲ့ဒီ BNB ပဲဝယ်စုဖြစ်တယ် Solana ဆိုလို့ရှိရင် Solana လည်းခုနကဒီ Ethereum နဲ့ပုံစံတူတူပဲ 0.7 ace level ကနေပြီးတော့ဒီမှာအာခန္ဓာရကိုတွေ့ရတယ်အဲ့တော့130ပေါ့နော်130 level ဖြစ်တယ်ဆိုတော့ဒီကောင်ကို coordinates ကို130နော်130ဟုတ်တယ်130 level မှာ price ကလှုပ်ရှားနေဖြစ်လို့ကြောင့်မလို့130ကိုကျွန်တော်တို့ဒါအာဘယ်လောက်ဖောက်မလဲကြည့်ရပါမယ်130ဖောက်ခဲ့လို့ရှိရင်တော့ဒီမှာ နောက်ဆုံးဒီကောင်က100ပတ်ချာလေးဈေးတန်းအထိပြန်ရောက်သွားနိုင်တယ်။အကယ်၍ Solana 100ရောက်သွားရင်တော့ကျွန်တော်ပြန်ဝင်ပြမယ်။ဟုတ်လေ Solana ကို100နဲ့100မှာဒီလို0.95လို sorry 95လို့နေရာမျိုးမှာဝယ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ order height အထိကိုပဲပြန်ရောက်အောင်300ဆိုတော့ကျွန်တော် 3x အမြတ်ရလိမ့်မယ်။တသောမှုဝယ်ထားရင်300ဖြစ်သွားလိမ့်မယ်။ Okay ဒါ trick လို့ကောင်းတဲ့ နေရာဝေလိုကောင်းတဲ့နေရာဒီနေရာတွေကနော်အဲကြာခဲ့လို့ရှိရင်ပေါ့ဆိုတော့အားလုံးဒီ Bitcoin ပေါ်မှာမူတည်နေပါတယ် Bitcoin ဒါဒီ local zone ပြန်လာထောက်ပြီဆိုလို့ရှိရင်ဟိုကောင်တွေကအောက်ကိုအစင်းပြလိမ့်မယ်ဒီ local zone ကို one stroke ဖောက်ပြီဆိုတာနဲ့ကျွန်တော်အောက်မှာ preparation တွေစလုပ်ပြီးတော့ဝယ်ဖို့ပြင်ပြင်ဆင်ထားရတော့မယ်နော်ဒါဒီဒီဘက်အတွက်ကျွန်တော်စဉ်းစားရတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့အာ dreamland နဲ့ပတ်သက်လို့ပေါ့နော် dreamland ကိုကျွန်တော်တို့မေးကြတယ် dreamland ကဘာလဲ dreamland ဆိုတာကဆိုတော့ dreamland ဆိုတာဒါကျွန်တော်ဖန်တီးထားတဲ့ဒီအာ education platform ဖြစ်ပါတယ်အဓိကတော့အခုတော့လောဆယ်တော့ဒါအာဟို forest နဲ့ crypto education အတွက်ကိုပေးလောက်ထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကနေ free လေ့လာလို့ရတယ်ဒီမှာအာ explorer ကိုနှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ content တွေရှိတယ် content တွေမှာကျွန်တော်တို့ကအခုဒီမှာဆိုရင်အာ playlist တွေကျွန်တော်လုတ်ထားပေးတယ်ယူတော့လို့ရှိရင် အဲဒီမှာဗီဒီယိုဗီဒီယိုတွေရှိတယ်ကတ်တွေရှိတယ်နောက်တိုတိုတင်ငန်းစာစုစုပေါင်း89ခုလောလောဆယ်ရှိထားပြီးသားပြီပေါ့နော်ဆိုတော့အဲ့ထဲမှာကျွန်တော် free ရှိတယ်မှာ free 35ခုရှိတယ်အ free တွေလည်းကျွန်တော်ထက်တက်ပြီးထည့်ပါ35ခုမှာရက်သွားမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ထက်ပြီးတော့ထည့်ဦးမှာပါသိမှုပါတယ်ထဲမှာပါ premium ကကျတော့ကျွန်တော်တို့ရဲ့အရင်သင်တန်းနေရဲ့ video recording နဲ့ကျွန်တော်ရဲ့ဒီသင်ငန်းစာတွေကျွန်တော်ဒီမှာအာ premium နေနဲ့ တင်ထားပေးတယ်ဟာရှိတယ်ပေါ့နော်ဆိုတော့အဒီဟာဒီကောင်လွတ်လွတ်ရရဲ freelance free ကိုလည်းကျွန်တော်ဗီဒီယိုတွေထပ်ပြီးထည့်မယ်ဒီမှာ category ဆိုလို့ကျွန်တော်စုပေါင်း20လောက်ထည့်ထားဘူးထည့်ဖို့ရည်ရွယ်ထားတာကျွန်တော်တယောက်တည်းရိုက်လိုက်စာရေးလိုက်ဆိုတော့တနေ့ကိုတစ်ခုတော့ကျွန်တော်ရအောင်ထည့်နေပါတယ်ဒီနေ့တော့ဟိုဖြစ်မယ်ပေါ့နော်အာ delay ဖြစ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တယောက်တည်းလောက်ရဖြစ်တယ်ဒါပေမဲ့ဖြည်းဖြည်းချင်းပြည့်သွားမှာပေါ့နော် free အကောင်လုံး အာဒီ free ဟာဒီအကောင်လုံးအကန့်တမရှိလေ့လာလို့ရတယ်เนาะဆိုတော့ account လေးဖွင့်လို့ရတယ် account ဖွင့်လို့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပိုင်းကြလို့ရှိရင် affiliate တွေနောက် community တွေအဲနောက်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဒီဒီဒီ playlist တွေကိုကျွန်တော်တို့ဒီမှာ follow ဒီမှာတော့ကျွန်တော် follow လုပ်ထားတာ follow ထားတဲ့ playlist တွေဒီမှာကျွန်တော်စောင့်ကြည့်တော့ playlist များဆိုပြီးတော့ follow အနေနဲ့ကျွန်တော်တို့ဒီကနေပြီးတော့ကြည့်လို့ရတယ်ဒါမျိုး feature တွေကျွန်တော်တို့အများကြီးထပ်ထပ်ပြီးတော့လုပ်လို့ရတယ် account ဖွင့်တာလို့ဆိုလို့ရှိရင်ပေါ့နော် ်ပြီးရင် subscribe ကျွန်တော်တို့ဒီ premium ခုနကကျွန်တော်တို့ဗီဒီယိုတွေကိုအာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဟိုကျွန်တော်လာတင်ချင်းနဲ့ subscribe လုပ်ထားလို့ရတယ်3 months plan ရပောင်း90ကိုမှကျွန်တော်တို့ကတလောက်ဒေါ်လာ20တောင်မကြတော့ဘူးပေါ့နော်အဲ1 month ချင်းဆိုလို့ရှိရင်25အဲ6 months ဆိုလို့ရှိရင်တော့တလောက်16.5ဒေါ်လာပဲကြာမယ်ဆိုတော့အဓိကဒီဟာကိုဝယ်ထားခြင်းအဖြစ်ကျွန်တော်တို့ဘာရှိမလဲဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့တင်တဲ့တင်ကမ်းစာဗီဒီယိုတွေကျွန်တော်ပုံမှန်ထည့်နေတဲ့ဟာတွေကိုအများအား လမ်းလုံးနေလို့ရနိုင်မယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့ Greenland platform လေးကြီးအကြောင်းလေးပေါ့နော်ဒါတည်ကျတဲ့လူတွေမေးကြလို့ပါ Okay အဲ့တော့ GDPR ကြီးပြေကျေးဇူးအများကြီးတင်ပါတယ် Greenland link ကိုလည်းကျွန်တော်အောက်မှာပေးထားပါမယ်နော်အဲ့တော့ဝင်ဝင်တဲ့နေလေးဖြစ်ပါသေးတယ်နော် Everyone ပါ Everyone see you ပါ